တန်းတလာရာဒီပွားများအတွက်2025ခုနှစ်အော်တိုဘာလတလစာဟောစတန်းကိုကျွန်တော်တို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျဒီသနှစ်လုံးစာအတွက်အလောက်ကိုင်းငွေချေးအချစ်ရေးကျမ်းမာရေးအပြင်ပညာရေးတို့ကိုပါဖော်ပြပေးထားတာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြဖို့ပြောချင်ပါတယ်ခင်ဗျကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ထားရသေးရင်လည်းလုပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျမေထုံရာဒီပွားဂျမနိုင်းများအတွက်2025ခုနှစ်အော်တိုဘာလတလစာဟောစတန်းကို ျွန်တော်တို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာပထမအဦးဆုံးအနေနဲ့အချစ်ရီအကြောင်းကိုပြောပြပေးပါမယ်ခင်ဗျာဒီလအတွင်းအချစ်ရီဟာကောင်းမွန်တဲ့စွမ်းအင်တွေနဲ့ပြည့်နေနေပါလိမ့်မယ်လာအဆမှာပဲအချစ်ရီကိုပျော်ရွှင်မှုတွေဆောင်ကျင်းပေးပါလိမ့်မယ်တို့တော့တခါတရံမှာခေါင်းမာတဲ့ချင်းကပ်ပုံကဆက်ဆံရေးကိုထိခိုက်စေနိုင်ပါတယ်။ချစ်ခင်လူတွေနဲ့ထိရောက်စွာဆက်ဆံနိုင်ဖို့အတွက်စိတ်နေစိတ်ထားကိုကိုယ်တိုင်ပြုပြင်ပြောင်းလဲဖို့လိုအပ်ပါတယ်။အရာအလုံးဟာတဖြည်းဖြည်းမှန်ကန်တဲ့နေရာကိုရောက်လာပါလိမ့်မယ်။ ဒီလရဲ့လာအလေပိုင်းလောက်မှာဆက်ဆံရေးနဲ့ပတ်သက်ပြီးကိစ္စရက်တွေငြိမ်းချမ်းတရားမှုရှိနိုင်ပါတယ်။ရှုပ်ထွေးတဲ့ကိစ္စအချို့ကိုဖြေရှင်းတဲ့အခါလက်စားချေလိုစိတ်မဖြစ်ပါစေနဲ့။မဟုတ်ရင်ဆက်ဆံရေးတဟဇတာဖြစ်မှုကိုမလိုအပ်ဘဲအနောက်ရှက်ပေးမိပါလိမ့်မယ်။လကုံကန်ဒီပိုင်းမှာတင်းငယ်တဲ့ပြဿနာလေးတွေကိုမလိုအပ်ဘဲဆွဲဆန်တာအခြေအနေတင်းမအောင်လုပ်တာမျိုးတွေမဖြစ်စေဖို့ဂရုစိုက်ဖို့လိုပါတယ်။လကုံကန်ဒီအချိန်ကာလဟာအံ့ဩဖွယ်ကောင်းတဲ့အခြေအနေအတွေ့အကြုံအချို့ကိုယူဆောင်လာနိုင်ပါတယ်။ ဆက်လက်ပြီးကျမ်းမာရေးအကြောင်းပြောပြပေးသွားပါမယ်ခင်ဗျာလအစမှာဂျူရီရဲ့ကောင်းကျိုးတက်ရောက်မှုကြောင့်ခန္ဓာရည်အားနဲ့ချမ်းခိုင်မှုအဆင့်တွေကိုတိုးတက်စေနိုင်ပါတယ်ထို့တော့လကုံကန်နီးလာတာနဲ့အမျှအရင်ကရှိခဲ့ဘူးတဲ့ကျမ်းမာရေးပြဿနာအချို့နဲ့ပတ်သက်ပြီးတတိထားတော့မဟုတ်နှိုးချနေရပါမယ်စိတ်ပိုင်းဆိုင်ရာဒါမှမဟုတ်ရုပ်ပိုင်းဆိုင်ရာအတိုင်းအတာလွန်ကဲတာတွေကိုရှောင်ရှားရပါမယ်နေထိုင်မှုပုံစံကိုစီမံခန့်ခွဲပါညစာနောက်ကျမှစားတာနဲ့အိပ်ရေးလွန်ကဲတာ ပြက်ကွက်တာတွေကိုလည်းရှောင်ကျင်ပါဒီလလလေပိုင်းမှာစွမ်းရင်အစင်ဟာအကောင်းဆုံးအနေထားမှာမရှိနိုင်ပဲယာဒီဥဒုလိုက်ဖြစ်တတ်တယ်ကျမ်းမာရေးပြဿနာအချို့လည်းရှိနိုင်ပါတယ်ဒီလရဲ့နောက်ပိုင်းကာလမှာတော့ကျမ်းမာရေးကကောင်းမွန်နေပါလိမ့်မယ်ဒါပေမဲ့တွေးကြိုစီးကြိုလိုမျိုးနေထိုင်မှုပုံစံကြောင့်ဖြစ်တတ်တယ်ယောဂအခန်းရှိသူဆိုရင်တော့ဆက်လက်သတိထားဖို့လိုအပ်ပါတယ်လကုံကန်ဒီပတ်ဝန်းကျင်မှာစိတ်ပြည့်စုံမှုအချို့ကကျမ်းမာရေးကိုထိခိုက်စေနိုင်တဲ့အတွက်စီကံရှိရှိနေထိုင်မှုလိုအပ်နိုင်ပါတယ် ဆက်လက်ပြီးငွေကြေးနဲ့ဗန္ဒာရေးဆိုင်ရာအကြောင်းအရာများကို တင်ပြပေးတော့ပါမယ်ခင်ဗျာဒီလအတွင်းငွေကြေးခိုင်မာမှုကိုမြင့်တင်ပေးမယ်အလွန်ကောင်းမွန်တဲ့အခွင့်အလမ်းတချို့ပေါ်ပေါက်လာနိုင်ပါတယ်လအစပိုင်းမှာဝင်ငွေကိုတိုးမြင့်ဖို့အတွက်မဟာပြူဟာအတစ်တွေချမှတ်ဖို့ကောင်းမွန်တဲ့အချိန်ဖြစ်နိုင်ပါတယ်ဉာဏ်ပညာရှိတဲ့လှုပ်ရှားမှုအချို့ကငွေကြေးဆိုင်ရာအကျိုးအမြတ်တွေကိုဖြစ်ထွန်းစေပါလိမ့်မယ်ထို့တော့ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်တွေကိုတေချာတွက်ချက်မှုနဲ့ကျွမ်းကျင်သူအကြံဉာဏ်ယူပြီးမှလာချမှတ်ရပါမယ် အခွင့်အလမ်းတည်းတွေကိုစုပ်ကင်ပြီးငွေကြေးခိုင်မာမှုကိုမြင့်တင်ဖို့အချိန်ကိုကောင်းကောင်းအတုံးချပါဒီလရဲ့နောက်ပိုင်းတစ်ဝက်မှာငွေကြေးကိစ္စနဲ့ပတ်သက်ပြီးဂရုစိုက်ဖို့လိုအပ်ပါတယ်ငွေချေးတာဒါမှမဟုတ်ငွေချေးပေးတာတွေကိုရှောင်ကျင်ပါလကုံကန်ဤပတ်ဝန်းကျင်မှာဝင်ငွေကိုမြင့်တင်ပေးနိုင်မဲ့အားတက်စရာအခွင့်အလမ်းတချို့ရှိပါလိမ့်မယ်ဂျူရီရဲ့တက်ရောက်မှုကရုပ်ပိုင်းဆိုင်ရာပျော်ရွှင်မှုနဲ့အပြည့်အဝခံစားနိုင်ဖို့မျက်နှာသာပေးပါလိမ့်မယ်ဒါပေမဲ့ ရေတို့အကျိုးမြတ်ရဖို့အတွက်ရည်မှန်းချက်ကြည့်ပြီးစိတ်လက်မှန်ပါဆုံးဖြတ်ချက်တွေမချမိဖို့တတိပြုရပါမယ်။ဆက်လက်ပြီးအတက်မွေးဝမ်းကြောင်းလုပ်ငန်းတွေတက်ဆိုင်တဲ့အကြောင်းအရာများကိုပြောပြပေးပါမယ်ခင်ဗျ။လအစပိုင်းမှာအလောက်ကိုင်းနဲ့ပတ်သက်ပြီးခေါင်းမွန်နဲ့တိုးတက်ပြောင်းလဲမှုများစွာရှိလာနိုင်တာကြောင့်စိတ်အားထက်သန်နေပါလိမ့်မယ်။စီးပွားရေးဓမ္မများအနေနဲ့ကြီးမားသောအယောင်းဝယ်အပေးအယူအချို့ကိုအောင်မြင်စွာဆောင်ရွက်နိုင်မယ့်အခွင့်အလမ်းများရရှိနိုင်ပါတယ်။တို့တော့လထဲမှာအချိန်ကုန်လာတာနဲ့အမျှ အရာရာတိုင်းအစဉ်ပြေချောမွေ့မယ်လို့တော့မမျော်လင့်ထားပါနဲ့အလောက်ကင်နဲ့ပတ်သက်တဲ့စိန်ခေါ်မှုအချို့ကိုရင်ဆိုင်ရနိုင်ပါတယ်စီးပွားရေးတမားများအနေဖြင့်ဒီလလေပိုင်းလောက်မှာစီးပွားရေးကိုချဲ့ထွင်းဖို့အတွက်အလင်းစလိုလှုပ်ရှားမှုမျိုးမလုပ်တင်ပါဘူးအရေးကြီးတဲ့ project အချို့ကိုလှုပ်ဆောင်နေတယ်ဆိုရင်ဒီကာလပတ်ဝန်းကျင်မှာခက်ခဲတဲ့အချိန်ကိုရင်ဆိုင်ဖို့အတွက်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်ဒီလရဲ့နောက်ပိုင်းကာလတွေမှာအလုပ်နေရာမှာတိုးတက်ဖို့အတွက်အခွင့်အလမ်းကောင်းများရရှိနိုင်ပါတယ် စီးပွားရေးလုပ်ငန်းများတိုးတက်အောင်မြင်လာနိုင်ပြီးအကောင့်ထဲပေါ်ဆောင်ရွက်မယ်လုပ်ငန်းအခြေပြုအစီအစဉ်အချို့ကိုရေးဆွဲနိုင်ပါလိမ့်မယ်ကျိုးပန်းအားထုတ်မှုတွေကနောက်ဆုံးမှာကောင်းမွန်တဲ့ရလဒ်တွေကိုယူဆောင်လာပါလိမ့်မယ်အခုနောက်ဆုံးပြောပြပေးမယ့်အကြောင်းအရာကတော့ပညာရေးဖြစ်ပါတယ်ဒီလအတွင်းဂျိုရီရဲ့ကောင်းမွန်တဲ့တရားမှုကပညာရေးမှာတိုးတက်မှုရရှိအောင်ကူညီပေးနိုင်ပါတယ်ဒီလအစပိုင်းမှာစနစ်မကျတဲ့ကျိုးပန်းအားထုတ်မှုတွေကြောင့်ပညာရေးမှာစိန်ခေါ်မှုတချို့နဲ့ရင်ဆိုင်ရွယ်ရှိပါတယ် ဒါပေမဲ့ဆရာသမားတွေရဲ့အကူအညီက80တိုးဖို့အထောက်အကူပြုပါလိမ့်မယ်။ပညာတတ်သူအချို့နဲ့ဆက်ဆံပြောဆိုမှုကလည်းဘဝတုဒ္ဒကိုတိုးပွားစေနိုင်ပါတယ်။စာတင်ကြားလို့စိပုံမှန်ဖြစ်ပေါ်လာအောင်တွန်းအားပေးနိုင်ပါတယ်။ပြည်ပမှာကြောင်းတက်ဖို့ကြိုးစားနေတယ်ဆိုရင်ပြည်ပအခွင့်အလမ်းတွေလည်းရရှိနိုင်ပါတယ်။အခြားသူတွေကိုအလွန်အမင်းအားကိုးတာထက်အတွင်းစိတ်လမ်းညွှန်မှုဒါမှမဟုတ် အလိုလိုတိစိတ်ကိုယုံကြည်တာကပိုကောင်းပါလိမ့်မယ်။ဒီလရဲ့နောက်ဆုံးပိုင်းက စွမ်းရည်အတစ်တွေကိုတင်ယူဖို့စိတ်ဓာတ်တကြွလောင်လှုပ်ဆော်ပေးနိုင်ပါတယ်။ပြိုင်ဆိုင်မှုဆောင်မှုပွဲတွေအတွက်စာချက်တာဒါမှမဟုတ်ပြင်ဆင်နေတာဆိုရင်လကုံကန်ဒီပတ်ဝန်းကျင်မှာကန်တရားအကူအညီကိုရရှိပါလိမ့်မယ်။ဒီလအတွက်ကတော့ဒီလောက်ပါပဲခင်ဗျာ။ကျွန်တော်တို့ channel ကနေအခုလိုမျိုးယာတီကွင်အလိုက်ကောင်းခြင်းဆိုခြင်းများပြင်ဆောင်းရန်ရှောင်းရန်များကိုပါလာစဉ်လာတိုင်းအတွက်တင်ဆက်ပေးမှာဖြစ်လို့ကျေးဇူးပြုပြီးကျွန်တော်တို့ channel လေးကို like follow နဲ့ subscribe လေးလုပ်ခဲ့ကြဖို့တောင်းဆိုလိုက်ပါရခင်ဗျာ ချိန်ပေးပြီးနားထောင်ပေးကြလို့ကျေးဇူးတင်ပါတယ်ခင်ဗျဘေးရန်ရဲ့ခင်ဗျစိတ်ရောကိုယ်ပါနှွေးထွေးလုံခြုံတော့နေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျ